မင်္ဂလာပါ။အော်ဒီယိုဝိုင်းစောင်းနိုင်မှာကြိုဆိုပါရစေ။ယခုခါမှာတော့ပြင်းထန်တဲ့ငလင်ချားကထင်းကြံတဲ့အဆောက်အုံဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားစင်ကြည့်ပါအောင်ခင်ဗျာ။ပြင်းထန်တဲ့ငလင်ချားကထင်းကြံတဲ့အဆောက်အုံအားလုံးသိကြတဲ့အတိုင်း28ရက်3လ2025ရက်နေ့မှာလှုပ်ခဲ့တဲ့ငလင်ကြီးကြောင့်သကိုင်းရောမန္တလေးပါအထူးကအပြည့်စည်လွန်စွာမှများပြားခဲ့ပါတယ်။အထူးသဖြင့် လင်းဘိုးချက်နီးတဲ့ဇကိုင်းဟာတော်တော်လေးကိုအပြက်စီးများပါတယ်။အဲ့ဒီအပြက်စီးများစွာတွေကမှထင်းထင်းကြီးကြံရှိနေတဲ့အဆောက်အဦတစ်ခုရှိပါတယ်။သူကတော့ဇေယာသီရိလို့ဆိုင်းမုတ်တက်ထားတဲ့ရောက်ရှင်ရောင်အဟောင်းကြီးပါပဲ။ဒီအဆောက်အဦရောက်ရှင်ရောင်ကြီးဒီလောက်ပြင်းထန်တဲ့ငလင်းကြုံမာရက်နဲ့အခြားအဆောက်အဦအပြိုပြက်တွေကြားမှာတီတီကြီးကြံရှိနေတာကိုဇော်မျိုးလင်းဆိုတဲ့ဖေဖော်ကောင်ကနေဇော်မျိုးလင်းဆိုတဲ့ဖေဖော်ကောင်ကနေ စတင်သတိထားမိခဲ့ပြီးယခုလိုရေးတင်ထားတာတွေ့ရပါတယ်။ဒီကိုင်းမှာဒီလို မော်ဒန်အာခိတချာကိုခက်ဆောဆောကလေးအရရရင်ရင်လှုပ်သွားတာဘသူပါလဲ။ဘိတုကာဆရာရဲ့အမိတိကျင်စမ်းမှာရဲ့ဇေယသီရိဆိုတော့ရုပ်ရှင်ရုံဖြစ်မလားမပြောတတ်။ငလင်းတန်ကိုလည်းမဖြုံငယ်ဘူးထင်ပါရဲ့။ပုံကဘသူစီရယူထားလိုက်မှမမှတ်မိတော့ပါ။ဒါတော့ တရားသီရိရုပ်ရှင်ရောင်ဟောင်းကြီးကိုဇော်မျိုးလင်းတွေ့ပြီးတော့ပထမဆုံးစတင်တဲ့ပို့ဖတ်ပြပေးတာဖြစ်ပါတယ်။ဇော်ဝပုဟာရှယ်ပေါင်း1600ကျော်ရရှိခဲ့ရမှုလူများကြားပြန့်နှံ့ခဲ့ပါတယ်။အဲ့ဒီလိုရှယ်ရများတဲ့အတွက်၎င်းပို့အောင်ကျော်မြင့်ဆိုတဲ့ဖေဖော်ကောင်ကတွေ့ပြီးတော့ဒီလိုရေးတင်ထားတာတွေ့ရပြန်ပါတယ်။ယခုတလောဖေဖော်မှာဇော်မျိုးလင်းအောင်တရအမိများနဲ့ စကိုင်းမြို့ဇေယသီရိရုပ်ရှင်ရောင်အကြောင်းရေးထားတာကိုလိုက်လောက်သူ16000ယောက်ရှိပြီးကွန်မန့်လောက်သူများစွာတို့မှမိမိတရှိထင်ရမြင်ရလေးများကိုရေးသားထားသည်ကိုတွေ့ရပါသည်ကို့မိကိုဖို့မတူတော်လို့အထင်ခံရမည်ဆို၍ Facebook တွင် ပြန်မရေးလို့တော်လဲကွန်မန့်လောက်သူများနဲ့နောင်လာနောက်သားများမှန်ကိုတရှိနိုင်ပါစေရန်ဆန္ဒတသက်ဖြင့်စကိုင်းဇေယသီရိရုပ်ရှင်ရောင်တည်ဆောက်မှုကြောင့်ကိုယ်တိုင်တည်ဆောက်ခဲ့သူကျွန်တော်မှ အသေးစိတ်ရေးသားတင်ပြပေးပါမည်1968ခုနှစ်ကသကိုင်းမြို့လယ်တွင်မီးကြီးလောင်ခဲ့ပါသည်ထိုမီးလောင်သည့်ထက်တွင်ဂုံရုပ်ရှင်ရုံနှင့်မြို့မှအောင်ငွေသားရုပ်ရှင်ရုံတို့ပါသွားပါသည်ထို့အတွက်ကြောင့်သကိုင်းတွင်ရုပ်ရှင်ရုံမရှိတော့ပါထိုချိန်တွင် ပြန်ကြားရေးဝန်ကြီးဗိုလ်ချုပ်တောင်းတန်းသကိုင်းသားမှသကိုင်းတွင်ခင်မီရုပ်ရှင်ရုံအသစ်ဆောက်ရန် စောက်လုပ်ရေးဝန်ကြီးဌာနသို့လုပ်ငန်းအနှံခဲ့ပါသည်စောက်လုပ်ရေးဝန်ကြီးဌာနခမန်းပုတ်ထုတ်ဦးစီးဌာနမှအင်ဂျင်နီယာကြီးများကျွမ်းကျင်ပညာရှင်များမှရခိုင်မျိုးမရုပ်ရှင်ရုံနေရာယခုရုပ်ရှင်ရုံနေရာအားကွင်းစင်းကျစုမြေဆန်းတပ်မှုများ ပြုလုပ်ကြပါသည်ငလင်းကျော်နှင့်နေကတ်နေသည်ဟုစူဇန်သိရှိမှုအရငလင်းတန်းခံနိုင်သော ပုံစံဒီဇိုင်းရေးဆွဲပုံထုတ်ပေးခဲ့ပါသည်ရုပ်ရှင်ရုံမှာတောင်မြောက်ဖြစ်ပြီး တောင်ဘက်လမ်းမကြီးကိုမျက်နှာပြုတ်ထားပါသည် ရောရှင်ရောင်ဤတောင်ဘက်မျက်နှာရှိ အာစီတိုင်း6လုံးမှာမြောက်ဘက်သို့65ဒီဂရီစောင်းထားပါသည်အနံအခန်းဖွင့်အကျယ်မှာပေ80ရှိပြီးအလျားမှာပေ64ပဲရှိပါသည်တောင်ဘက်တွင် ရောရှင်ပြစက္ကန့်နှင့် DC ကောအထူးရန်ပွဲကြည့်စဉ်တစ်စင်ရှိပါသည်မြောက်ဘက်တွင် လာချမ်းပုံရောရှင်ပိတ်ကားနှင့်စောင်းပေါက်များထားရှိပါသည် အမိုးမှာတသားတိုင်းနဲ့သမိုးဖြစ်ပြီးလေကားရဲ့တံတုံးစင့်မြောက်ဖက်သို့နှိပ်မိုးထားပါသည်ညနေကျမှာတုံးတတ်သားကိုအပေါက်ကလေးများဖောက်၍တသားစင်တန်းတွင်ကတ်ထားပါသည်ဤရုပ်ရှင်ရုံကို1983-84ခုနှစ်တွင်စတင်အောင်မြင်ချပြီးရံပုံငွေမရရှိသေး၍ခဏရထားပြီးရံပုံငွေရရှိသော1985ခုနှစ်ကပြန်လည်တည်ဆောက်ရာတွင် အကိုင်းတိုင်းဆောက်လို့ရေးတိုင်းအင်ဂျင်နီယာဦးအောင်ရွှေ CE ခရိုင်အင်ဂျင်နီယာဦးညီကောင်း AE မြို့နယ်အင်ဂျင်နီယာဦးမမောင်ညွန့် AE တို့မှအကြည့်ကျွေးကျွန်တော်လုပ်ငန်းခွင်အင်ဂျင်နီယာအောင်ကျော်မြင့် SAE AGDI CBE 69 NDY စကိုင်းအေးမြဝတီအရတာဦးဆောင်၍ဦးမင်းတွင် JE ကိုကျော်တင့် JE စကိုင်းသားကိုသိန်းအောင် ကိုလာဦးဂျေအီးနဲ့ကိုသွင်းထွန်းအေဂျေအီးလက်စစ်အင်ဂျင်နီယာဦးတင်ထွေး SAE မင်းလန်းရရေတပ်အင်ဂျင်နီယာဦးအောင်မောင် SAE ရုံးနဲ့အတူကျွမ်းကျင်လုပ်သားများဖြစ်သောလက်သမားဆရာကြီးဦးမောင်လေးနန္ဒဝံကွက်တက်နှင့်အဖွဲ့ပယံဆရာကြီးဦးလိန်ဘောဂါရက်နှင့်အဖွဲ့တန်ချီတန်ခွေးကိုအောင်ညချင်းစုရက်နှင့်အဖွဲ့တို့တက်ညီလက်ညီဖြင့်နေညတိစောက်ခဲ့ကြရာ 1986ခုနှစ်ခုခုနှစ်တွင်ပြည်စည်း၍မေတ္တာရှင်မာလေးငြိမ်ငြိမ်၏ရုပ်ရှင်ပြသပြီးဇေယသီရိရုပ်ရှင်ယုံတကြီးကိုဖွင့်လှစ်ခဲ့ပါသည်ဇေယသီရိရုပ်ရှင်ယုံကြီးသည်ယခု2025ခုနှစ်တွင်တက်တန်းအနှစ်90ရှိပြီဖြစ်ပါသည်ဤရုပ်ရှင်ယုံကြီးခိုင်ခိုင်ခန့်ခန့်ဖြစ်စေရန်ဆောင်းလို့ရေးဝန်ကြီးဌာနခံမှန်းနှင့်ပုံတော့ဦးစီးမှအင်ဂျင်နီယာကြီးများမှ ပုံစံရေးဆွဲထုတ်ပေးခြင်း စကိုင်းတိုင်းဆောက်လုပ်ရေးအင်ဂျင်နီယာကြီးများအဆင့်ဆင့်မှကြည်ကျက်မှုနဲ့ကျွန်တော်ဦးဆောင်သောအငယ်တန်းအင်ဂျင်နီယာများကျွမ်းကျင်လုပ်သားများမှဒီဇိုင်းပုံမှန်အတိုင်းစနစ်တကျတည်ဆောက်ခဲ့ကြသည့်အတွက်ခိုင်ခံသောရလဒ်ကောင်များရရှိခဲ့ခြင်းပင်ဖြစ်ပါသည်။ကြွားတည်ဟုမထင်စေလိုပါ။ရေးလက်ဆမှုဆက်ရေးပါစေ။ကျွန်တော်ဦးဆောင်မှုနဲ့အထက်ပါအငယ်တန်းအင်ဂျင်နီယာများကျွမ်းကျင်လုပ်သားများအတူတည်ဆောက်ခဲ့ကြသော စကိုင်းမြို့ ဇေယခွတ်တရရှိကုံတွယ်လရာတင်းနံတောလောင်ဆိုင်လိုကိုရောင်သခိုင်းမြို့ဇေကုံရရှိ တိုင်းပညာရေးမှုယုံ အာစီနှစ်ထပ်အစဦးယခုသခိုင်းပြည်သူစေယုံသခိုင်းမြို့အေးမြဝရီရရှိဆရာအတတ်တင်ကောလိပ်နိုင်ငံနှစ်ထပ်ကျောင်းဆောင်သခိုင်းမြို့ကန္နာလန်အောင်မြေလောကဖျားနီးယအော်တိုအချင်းအစဦးသခိုင်းတောင်ပုံညာရှင်စေရီအနီး မြမရုပ်မြင်တံကြားထက်ဆင့်လွင်မီတာတရအမြင့်တာဝါဤ73မီတာပတ်လည်အနက်2မီတာရှိ RC Foundation တို့သည်နှစ်ပေါင်း40ကျော်တိုင်မပြတ်မစည်းရှိနေဆဲတွင် ဖြစ်ပါသည်တိစောက်ခဲ့ကြသောအဆောက်အဦများမပြတ်မစည်းရှိနေခဲ့ကြတော့လဲအတူလက်တွဲဆောင်ရွက်ခဲ့ကြသောကျွန်တော်အထက်ကဆရာအင်ဂျင်နီယာများ အငယ်တန်းအင်ဂျင်နီယာများကျွမ်းကျင်လုပ်သားများကွယ်လွန်ကုန်ကြပြီဖြစ်ပါသည် ထိုချိန်ကာလကမိတ်ဆွေရင်းတငယ်ချင်းများဖြစ်ကြသောကိုဘိုကျော်တိုင်းဆောက်လုပ်ရေးယုံရုံးအုပ်ကြီးဘော်ကာရက်နှင့်ကိုကြည်အောင်အဆက်အေအီစံတော်ချင်းကြနဲ့ပင်တိုင်းဆောင်းမရှင်ဆာရေးစရာအောင်မြင့်မြင့်ပွဲဆက်ရက်ကျွန်တော်အမရင်ဒေါ်ဆန်းဆန်းမြင့်အသက်82နှစ်အာထပြငိမ့်အေးမြဝရီရတ်တို့သည်ကျမ်းမာစွာဖြင့်စကိုင်းမြုပ်တွင်နေထိုင်ဆဲဖြစ်ပါသည် ရရသီရုပ်ရှင်ရောင်တိစောက်ခဲ့တော့အင်ဂျင်နီယာကျွန်တော်အောင်ကျော်မြင့် အသက်88နှစ်တည်လဲမန္တလေးမြို့တွင် ကျမ်းမာစွာဖြင့်လူမှုကူညီရေးများဆောင်ရွက်ရင်းဘွားခီးလန်းရှောက်လန်းနေစေဖြစ်ပါသည်အတိမှန်အမြင်မှန်ရရှိကြပါစေငလင်းကပ်ဘေးမှကင်းဝေးချမ်းသာကြပါစေအောင်ကျော်မြင့်လက်ထောက်အင်ဂျင်နီယာငိမ့်ဆောက်လုပ်ရေး21ရက်4လ2025ဒါတော့ အောင်ကျော်မြင့်ဆိုတဲ့ဖေဖော်ကောင်းကနေရေးတင်ထားတာကိုဖတ်ပြပေးတာပါ။ဆက်လက်ပြီးတော့အစိုးရရုပ်ရှင်ရုံစာအုပ်နဲ့ပတ်သက်ပြီးတော့ဇော်မျိုးလင်းဆိုတဲ့ဖေဖော်ကောင်းကနေဒီလိုရေးတင်ထားပါသေးတယ်။ငလင်တန်းခံနိုင်တဲ့ဆိုလို့ဘာများထူးမလဲကြည့်မနေနဲ့။ဒီလိုကော်လံဒီလိုပင့်ဒီလိုတန်ချောင်းဒီလိုကြောက်ပုံးရိုက်ပြီးဒီလိုအားစီကြီးပါပဲ။ပညာရောစေတနာရောတမာရီအားနဲ့ပါဆောက်ခဲ့ကြပုံပါပဲ။ ငလင်ကျော်ပေါ်မှာတစ်တည်ကြီးနဲ့ပညာကန်းပြတာမျိုးအလွန်ကျုံလှုပ်ထားတာမျိုးတောင်မဟုတ်ဘူးတေချာတွက်တယ်အပိုလိုမရှိတိတိကျကျစောက်တယ်ဆိုတာကိုတွေ့ရတယ်မထင်မှတ်တဲ့တပုံတပုံနဲ့စောက်လို့ရေးလောကမှာဖက်ကောင်းတဲ့သမိုင်းစာမျက်နှာတစ်ချက်ပေါ်လာတာကြမ်းဖန်ပြီးကျဉ်တတ်မိတယ်ခုချိန်ထိဘိသူကပညာရှင်ရဲ့အမိသို့မဟုတ်မိညာအတူอยู่တဲ့အဆောက်အဦမြီစသည်ဖြင့်မသိရသေးရတော့မချင်မရဲဖြစ်မိတယ် အစာဦးဟောင်းတယ်ကြီးလိုက်တိုင်းလဲငါစောက်ခက်ငါတို့စောက်ခက်တာဆိုတာတွေကမှတ်တမ်းကြံတယ်ငါဒီဇိုင်းဆွဲခဲ့တာငါတို့ဒီဇိုင်းဆွဲခဲ့ကြတာဆိုတော့ဘီတုကဆရာတွေရဲ့မှတ်တမ်းလဲကြံစေခြင်းနဲ့ဒီကိုင်းရောက်ရှင်ရုံကို လော်လောဆယ်ရာစုနှစ်တဝက်ကိုကြော်ဖြတ်လာတဲ့ဘိုင်ခွန်ဒေးဟာရိတ်သရီတာစင်းနဲ့ထဲလို့ရမှာပြီမှတ်တမ်းအတိအကျဆရာစတန်လေးသာရနိုင်မယ်ဆို အသေးချာမှတ်တမ်းပြုလို့အမျိုးသားအမွေနဲ့အဖြစ် ။နောက်မျိုးဆက်သစ်ကိုလက်ဆင့်ကမ်းနိုင်မယ်လို့မျှော်လင့်ပါတယ်။ဒါတော့ဇော်မျိုးလင်းကရေးထားတာကိုဖတ်ပြပေးတာပါ။ဇော်မျိုးလင်းကနေပဲအဆိုပါဇေယသတိရုပ်ရှင်ရုံနဲ့ပတ်သက်ပြီးတော့တတိယမြောက်ပို့တစ်ခုတင်ခဲ့ပါတယ်။အဲ့ဒါကဘာလဲဆိုတော့အန်ကယ်ကျောင်းဝင်းကျေးဇူးနဲ့သကိုင်းရုပ်ရှင်ရုံရဲ့ဘိတုကပညာရှင်ကိုသိလိုက်ရပါပြီ။အမျိုးသမီးဘိတုကပညာရှင်ဖြစ်ပြီးအမေကတော်တင်းတင်းအေး ိုစီလိုင်းဖြစ်ပါတဲ့ရန်ကုန်ချစ်မိုင်လမ်းဆောင်လမ်းမပေါ်မှာဖလန်တက်အာစီကော်လန်တွေနဲ့ဗီဒီကိုလည်းဘီတုကတော့တင်းတင်းအေးပဲထုတ်ခဲ့လို့ပြောပါတယ်။ဇကိုင်းရောက်ရှင်ရုံရဲ့ structure ရဲ့ design ကို design section 3ရဲ့ဌာနမူ ACE ဥုံးရွှေကိုယ်တိုင်တွက်ခဲ့တာလို့ပြောပါတယ်။ဆရာဥုံးရွှေက USA မှာ master ပွဲရခဲ့သူဖြစ်ပါတဲ့။ကဲခုတော့ ဘိဒုက္ခပညာရှင်ရဲ့အမျိုးရောဆိုရချာရဲ့ဒီဇိုင်းပညာရှင်ကိုရောတိလိုက်ရပါပြီအားလုံးကိုကျေးဇူးပါဗျာဆက်လက်ပြီးတော့ဇော်မျိုးလင်းဆိုတဲ့အကောင့်အနေပဲဇယတိရုပ်ရှင်ရုံနဲ့ပတ်သက်ပြီးဒီလိုဆက်ရေးထားပြမှာလဲဖတ်ကြည့်ပါဦးမယ်ရေးထားတာတွေကဘယ်အမှန်လဲဆိုပြီးမေးနေကြလို့ဒီတဖို့ရေးပြီးဇပောင်းကန်းလှုပ်လိုက်မယ်ဇကိုင်းရုပ်ရှင်ရုံကအစာဦးကြည့်ရုံနဲ့တင် ဘိတုကပညာရှင်ဟာတေချာဒီဇိုင်းထုတ်ထားတဲ့ဘိတုကဟန်ဖြစ်တာသိတာလေငလင်တန်းကိုနန်းနဲ့လေးမှမမှုတဲ့အတွက်ကြံ့ခံရေးပိုင်းကိုတေချာတွက်ချက်တိစောက်ထားတာသိတာလေဒီတော့စားလို့ရေလောကသားတွေကြတော့ဘသူဒီဇိုင်းထုတ်လဲဆိုတာကိုပိုစိတ်ဝင်စားကြတယ်အရက်သားတွေနဲ့မတူဘူးအရက်သားတွေကြတော့ဘသူစောက်ခရလဲဆိုတာပဲစိတ်ဝင်စားကြတာအစာဦးတိစောက်ရမှာအပိုင်း၃ပိုင်းရှိရလို့ အလွယ်နားလည်စေချင်ပါတယ်။တအစအောင်ဒီဇိုင်းရေးဆွဲသူဘီတုကာပညာရှင် architect နဲ့အဲ့ဒီဘီတုကာပညာရှင်ဆွဲထားတဲ့အစအုပ်ဒီဇိုင်းကိုအခြေခံပြီးမြေနေရာမြေမျိုးစားငလျင်တန်တဘာဝပေးတန်စသဖြင့်စီစစ်ပြီးကြံ့ခိုင်ရေးအတွက်တွက်ချက်တဲ့ပညာရှင်စရချရဲ့ဒီဇိုင်း engineer 3ဓာတ်ပါဘီတုကာပညာရှင်နဲ့ ဆရာကျန်အင်ဂျင်နီယာတွက်ချက်ထားတဲ့ဒီဇိုင်းအတိုင်းအတိတ်ကျတည်ဆောက်ပေးတဲ့တည်ဆောက်ရေးအင်ဂျင်နီယာစီဘယ်အင်ဂျင်နီယာအဲ့လောက်အကြမ်းမြင်နားလည်ထားရင်ဘယ်ဟာကအမှန်လဲဘသူရေးထားတာအမှန်လဲတွေမင်းနေကြမှာမဟုတ်တော့ပါဘူးအဲ့တော့ဇက်ပေါင်းတော့နှစ်သက်တမ်း90ရှိသွားပြီဖြစ်တဲ့1စကိုင်းရောက်ရှင်ယုံရဲ့ဘိတုကပညာရှင်ကဒေါ်တင်းတင်းအေးရိုစီလိုင်း2 ဆရာချရဲ့ဒီဇိုင်းအင်ဂျင်နီယာက USA မှာမဟာဖွဲ့ကျောင်းပြီးလာတဲ့စကိုင်းတိုင်းတိုင်းဌာနမူ ACE ဦးအောင်ရွှေ၃ရပြင်းတိဆောက်ရေးမှာကြီးကျက်သူအင်ဂျင်နီယာတွေကခရိုင်အင်ဂျင်နီယာဦးညီကောင်း AE မြို့နယ်အင်ဂျင်နီယာဦးမမောင်ညော့ AE ရပြင်းလုပ်ငန်းခွင်အင်ဂျင်နီယာတွေကအင်ဂျင်နီယာအောင်ကျော်မြင့် SAE AGDI စီဝဲ 69 NDY စကိုင်းအေးမြဝီရတဦးမင်းတွင် JE ကိုကျော်တင့် JE စကိုင်းသာကိုသိန်းအောင်ကိုလာဦး JE ကိုသိန်းထွန်း AJE လက်စစ်အင်ဂျင်နီယာဦးတင်ထွေး SAE မင်းလန်းရက်အင်ဂျင်နီယာကိုအောင်မောင် SAE ဒါလို့ဆိုရှင်းပြီလို့ထင်ပါတယ်ဒါတော့ ဇေယသီရိရုပ်ရှင်ယုံတိစားမှုပိုင်းတွေကိုဖတ်ပြပေးကြတာပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လွန်ငင်းချမ်းမြဆိုတဲ့ Facebook ကောင်းကနေရေးတင်ထားတော့လဲဖတ်ပြပေးပါအောင်မယ်။နားဆင်ကြည့်ပါအောင်ခင်ဗျာ။ရုရှားနိုင်ငံမော်စကိုကရုပ်ရှင်ယုံနဲ့ပုံစံတူစောက်ခဲ့တယ်လို့သိရတဲ့ဇကိုင်းကဇေယသီရိရုပ်ရှင်ယုံကြီးနှစ်ခုလုံးကငလင်ကျော်တက်တဲ့အပေါ်မှာတိစောက်ထားတာကြောင့်ပညာရှင်များကမပြိုလဲအောင် ဒီလိုမျိုးဒီဇိုင်းပုံစံမျိုးနဲ့စောက်ထားတာပါမကနေကျုချက်လောက်ထိခန္ဓာရရှိတယ်လို့သိရပါတယ်ဘာလို့သိရလဲဆိုတော့ကျွန်တော်ငငယ်ကအဲ့ဒီရုပ်ရှင်ယုံကြီးရဲ့ပြဇက်ခန်းမှာကိုယ်တိုင်ရုပ်ရှင်ပြခဲ့ဖူးပါတယ်ကျွန်တော်ကရုပ်ရှင်ယုံဝန်ထမ်းမဟုတ်ခဲ့ပေမဲ့ကျွန်တော်နဲ့ကြောင်းနေဘက်ဆိုလဲဟုတ်ဆရာဆိုလဲဟုတ်တဲ့တငယ်ချင်းအောင်သူရရဲ့အဖေကအဲ့ဒီရုပ်ရှင်ယုံကြီးရဲ့အော်ပရေတာတူဖြစ်ခဲ့တော့သူတို့မိသားစုနဲ့တူ အဲ့ယုံတမဲပဲနေကဲလို့ပါနောက်ပြီးကျွန်တော်ဖေကအဲ့ဒီချိန်ကစကိုင်းမျိုးရဲ့ပကြီးပဘူးကောင်းစီလူကြီးဖြစ်တဲ့အပြင်ရုပ်ရှင်ယုံမှာတခါတရံကျောင်းသားဆိုင်ပုတ်ပကြီးဆွဲပေးရတာပါလေကျောင်းပရက်တွေမှာဆိုရင်နေကင်းဘက်ရုပ်ရှင်ပေးချိန်တွေမှာရုပ်ရှင်ပိတ်ကားရှိရအောက်ခုံကြီးဟာကျွန်တော်ဂီတာတီးနေကြ